ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာမောင်တင်ဆက်ရေးသားထားတဲ့သူရိယာနဲ့စိတ်ဆရာအပိုင်းကိုကိုတင်ဆက်ပေးကြမှာရယ်အစီအစဉ်လေးစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဒေနာ Notify Bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြမှာရယ်ကျမတို့အစီအစဉ်တင်ဆက်သူဟေမန်ကိုကိုဖြစ်ပါရယ်ရှင် လှဲကိုဆွဲနေတဲ့နွားနှကောင်တို့မှာတဘိုးကောင်းတဲ့နွားတွေဖြစ်တဲ့အတွက်လှဲမသူအနေနဲ့ငောင်းငန်းခြင်းအမှုသိမ့်မပြူရပါဘူး။အဲဒီနောက်ကိုတန်ဝင်းဆိုတဲ့လူမျိုးကြီးကသူ့ရဲ့ဘေးမှာထိုင်နေတဲ့သူရိယာကိုစတင်ကစကားဆိုပါရယ်။ဆရာလေးကျွတ်တို့တွေမီရောကုန်းရွာကိုသွားပြီးတော့ဘာသွားလို့ကြမှာလဲဗျ။ခမရလေဗျာလမ်းတော်ရောက်နေပြီဘာသွားလို့မလဲဆိုတာမသိသေးဘူးလား။ကျုပ်ပြောတာဟုတ်လားမဟုတ်လားသွားစုံစမ်းမယ်ဆိုတာတော့သိရပါဗော။အဲ့ဒါရဲ့နောက်ဆက်တွဲတွေဘယ်လိုလုပ်မှလဲဆိုတာကျုပ်ကသိချင်နေတာဗျ။အဲ့ဒါတော့အကြောင်းကျုပ်ကြည့်ရအောင်ပါဗော ဲ့ဒါခမည်းစိတ်ပူစရာမလိုပါဘူးခမည်းလုတ်ခဲ့တဲ့အကြောင်းကောက်ရင်တော့ရလာမယ့်အကျိုးဆက်ကတော့ကောင်းမှာပါအဲ့ဒါတော့စိတ်ချပါကျုပ်ဆိုတဲ့ကောင်ပွဲစားဆိုပေမဲ့တခါတလေအရက်တော့တာလွဲပြီးတော့မဟုတ်တာဘာမှမလုပ်တာမိတော့ကုန်ရကျုပ်မိတ်ဆွေအိမ်မှာတဲကြပေါ့အင်းတရက်နှစ်ရက်လောက်ကြာမှဆိုတော့အဲ့လိုပဲလုံကြတော့မှာပေါ့ကိုကြီးတင်ဝင်းကိုကြည်ရတာအမားတခုမှမလုပ်ထားဖို့ပဲဗျနော်လှဲမောင်းနေရဲ့မောင်းနေရကိုတင်ဝင်းကိုနောက်ပြန်လှဲကြည့်ရနေစကားဆိုလိုက်ချင်မှာအဲ့ဒီကမှကိုတေဝင်းကတစ်ချက်ပြုံးလိုက်ပြီးတော့ခွန်တော့ပြန်စကားဆိုပါရီ ငါ့အကြောင်းမင်းအတိသားနဲ့မောင်နေရမင်းကိုရလူယုံမှမဟုတ်ပါဘူးကွာကိုကြီးတင်ဝင်မဟုတ်တာမလုပ်ဘူးဆိုတော့ကျွန်တော်ရှုံပါတယ်ဒါပေမဲ့နည်းနည်းကောက်တာလေးတော့ရှိရနော်ဘာကောက်တာလဲကွာစိတ်ကောက်တာလေးဗျာကိုကြီးတင်ဝင်ကပြောစကားနဲ့နေစိတ်ကောက်တတ်တယ်လေမောင်နေအဲ့လိုပြောလိုက်တဲ့အခါမှာကိုတင်ဝင်ကခਿੱတငိမ့်တက်သွားပြီးအတန်ကြာမှမောင်နေကိုခုန်တုပ်ပြန်လာပါတယ်ဒီတခါတော့ငါမမှားဘူးမောင်နေသူငါ့အပေါ်ဖောက်ပြန်ခဲ့တာကွာသူ့မှာရှိနေကိုကလည်းငါ့ကိုမဟုတ်တော့ပါဘူးကွာ မဟုတ်တော့ဘူးပဲရှိသေးရလေခမ ्या ကိုယ်ကလည်းဟုတ်ရင်လည်းဟုတ်နေမှာပေါ့ငါတစ္ဆာရှိတယ်အဲ့ဒီမိမတစ္ဆာမရှိတာကွာကိုတင်ဝင်းကြပျော့ပျော့ဆူဆူနဲ့ဒေါသထလာရမှာသူရိယာကမောင်နီကိုစကားထမပြောဖို့အတွက်ညံ့ရည်ပြလိုက်ရပါတယ်အိမ်နာမောင်နီကလည်းဘာစကားမှမဆိုတော့ပဲလှဲဟူတာအယုံစိုက်ပြီးမောင်းနေနေလိုက်ပါတယ်မောင်နီမောင်းနေနဲ့သူရိယာနဲ့ကိုတင်ဝင်းလိုက်ပါစီနေလာတဲ့လှဲလေးကမီရောကုန်းရွာကိုနေဝင်ဆောင်တဲ့အချိန်မှာရောက်ရှိလာပြီးဖြစ်ပါတယ် ကိုတင်ဝင်းကလည်းသူ့ရဲ့မိတ်ဆွေတူရဲ့အိမ်ကိုလှဲကိုမောင်းနေပြီးကိုတင်ဝင်းရဲ့မိတ်ဆွေအိမ်မှာရွာရဲ့တောင်ပေါ်မှာရှိပြီးအိမ်ရှင်မှာကိုတင်ဝင်းနေလို့လူပြိုကြီးပါအဲ့ဒီအိမ်ရှင်လူပြိုကြီးကကိုတင်ဝင်းတို့နွားလေးဝင်လာတာနဲ့အိမ်မွားနေစင်လာပြီးကိုတင်ဝင်းမျက်နှာနဲ့ဝမ်းသာအားရနှုတ်ဆက်ပါရယ်ဟျောက်တင်ဝင်းမင်းရနော်အခုမှပဲလာရယ်အားဖြင့်မင်းကိုတတိယနေလာလာအော်ဧည့်သည်လည်းပါလာပဲအေးလာမောင်ကြီးရေအမှန်တမ်းပြောရရင်တော့မင်းတို့ရောက်တိတ်လာချင်တော့မဟုတ်ဘူးနော်တရားဆရာလေးကသွားချင်တယ်ဆိုလို့တောင်ငါကလာခဲ့ရတာ ဆရာလေးဟုတ်လား तू อ่ะစေးចောင်းဆရာလားစေးဆရာလားတော်သားရီပီပီဟန်ဆောင်မှုတော့မရှိဘဲနဲ့ပွင့်ပွင့်လင်းလင်းမိတဲ့အခါမှာလဲပေါ်နေစင်နေတဲ့တရိယာမှာပြုံးမိသွားပါတယ်ကိုတင်ဝင်းကတော့သူ့ရဲ့တငယ်ချင်းဖြစ်သူကိုပခုံးဖတ်လိုက်ပြီးအဲ့ဟာထက်လန်းဆရာကွာထက်လန်းဆရာဟုတ်လားငယ်ငယ်ချောချောပါလားဟိကဲကဲကြွားကြပါဗျာကြောက်ရင်မလွတ်လွတ်လပ်နေနိုင်ပါ रे ဗျာလာမလို့အမြင်ရတဲ့အရှင်က လေးတန်းကြကြင်းနဲ့စကားပြောတတ်တဲ့သူဖြစ်ကခင်ခင်မင်မင်ဖော်ဖော်ရွရွနေတတ်တဲ့သူလည်းဖြစ်ပါ रे ။ သူရိယတော့ထမင်းမစားသေးမှခမ်းမန်းမီရဲ့ကိုလာမောင်မှာထမင်းဟင်းကိုဦးစားချက်ပါရဲအိမ်မှာမွေးထားတဲ့ချက်တွေကိုရိုက်တဟင်းချက်မဲ့ပြရမှာချက်ပြုတ်နေရကိုကုညီပေးနေမောင်နီယာတားဆီးလိုက်ရပါရဲအကိုကြီးကိုသူရိယမျက်နှာကြတာမစားဘူးဗျဟေးအဲ့လိုလဲရှိသေးရလားကွအဲ့ဒါဆိုလဲရှိရလေးပဲချက်လိုက်တာပါကွာမနက်ကဝတ်သားဟင်းတော့ကြံ့သေးရကွနေပါဦးတင်ဝင်းကကွတ်တက်ကွတ်တက်နဲ့ဘာဖြစ်နေရတော့ဒီပါဆုံးလုပ်ထားလို့ရလေဗျာ ဒီကောင်ကဒေါ်မြဝင်းရဲ့တမီးကိုမှသွားကြိုက်တာကိုအစိုးရကပြောပါတယ်ကွာဒေါ်မြဝင်းကဆုံးမကြည့်ပါလို့အခုတော့ဒင်းအလောက်ခံလိုက်ရပြီလေမောင်နီကထမင်းချက်ဖို့အတွက်ဆန့်စင်းနေရင်းနဲ့မှကိုလာမောင်ကြီးကိုငဲဆောင်ကြည့်လိုက်ပါတယ်ကိုလာမောင်ကြီးရဲ့စိတ်ထဲမှာရှိတဲ့အတိုင်းပြောလိုက်ဟန်ရှိပြီးတော့ကိုတင်ဝင်းအကြောင်းကိုလည်းတတော်များများသိထားဟန်ရှိပါတယ်အဲဒီနောက်မောင်နီကကိုလာမောင်ကိုအမေးစကားဆိုပါတယ်ကိုကြီးလာမောင်နဲ့ကိုကြီးတင်ဝင်းကတော်တော်ရှင်းနေရလားရှင်းနေရပါကွာဒီကောက်စဘာပွဲစားမလုပ်ခင်နဲ့ရှင်းနေရ ါတို့ရွာဘက်ကစပားအထွက်ကောင်းတော့တင်ဝင်းကအမြဲတမ်းဒီမာကြီးပဲပေါ့ကွာဒီကောင်ကငါနဲ့တော်တော်တူရဲကွာမိဘမရှိရခြင်းလဲတူရဲလူပြိုကြီးဖြစ်နေရခြင်းလဲတူရဲလေအဲ့ဟာတော့ဟုတ်တယ်နော်မတူတာလဲရှိလောက်မယ်နော်ကိုကြီးလာမှာမောင်နီယာရေကျက်ကျက်နဲ့စကားဆူလိုက်တဲ့အခါမှာကိုလာမောင်ကလည်းအတန်ကျဲကြီးနဲ့လိုက်ရင်စကားဆူပါရဲအေးကွာဒီကောင်ကရေးစားထားဘူးလေငါတော့မထားဘူးဒါတော့ဒုနီယာရဲ့ကြီးမာတဲ့ကွာချက်ချက်ထင်တာပဲကွာမောင်နီယာကိုလာမောင်ရဲ့စကားကိုသဘောကျစွာရှိလိုက်ပါရဲ့ ိနော်သူတို့ညောက်ကစကားတပြောပြောနဲ့နေလေစာထမင်းဟင်းလေးကိုချက်ပြုတ်နေကြပါရဲ့ကဲကိုတင်ဝေးခင်ဗျားနဲ့ကျွန်တော်ရွာထဲသွားမယ်မိုးချုံမှာပဲသွားမယ်ဗျာသူကဘယ်လိုသွားမှာလဲဆရာလေးရဲ့ခင်ဗျားကပြူစားထားတဲ့ပညာသည်စီကိုပေါ့ဟာကျွန်မလိုက်ချင်ပါဘူးဗျာသူတို့မျက်နှာတွေကိုလည်းကျွန်မကြည့်ချင်ဘောက်သိမ့်ဦးလေခင်ဗျားရဲ့မျက်နှာချင်းဆိုင်ရှင်းမှာပဲဖြစ်မှာပေါ့သူကတော့မလိုက်နိုင်ဘူးဗျာဆရာလေးဆရာလေးမချင်နိုင်တော့တတ်နိုင်ဘူးဗျာသူရိယာကတည့်ရရှိမှရှိနေကိုတင်ဝေးကိုစကားဆုံနေကြမှာ ဒါပေမဲ့သူပြောတဲ့စကားတွေကိုကိုတင်ဝင်းကဘလို့မှလက်မခံနိုင်မရှိနေရပါအဲ့ဒီအတွက်သူရိယာကြောင့်ဘလို့မျိုးလောက်ရမယ်မသိဖြစ်နေတဲ့အချိန်မှာပဲကိုလာမောင်ကအကြံတစ်ခုပေးပါရယ်အထက်လန်းဆရာလေးစုတစ်ခုလောက်တော့ပြောပြရစီပြောပါကိုလာမောင်ကျောက်ကောင်တင်ဝင်းအဲ့အိမ်လိုက်မှမဟုတ်ဘူးဗျာဆရာလေးရယ်ကျောက်ရယ်အဲ့တော့သွားကြပါဗောအင်းအဲ့လိုဆိုလဲတင်တာပါပဲလေကိုတင်ဝင်းမပါဘူးဆိုတော့လေကျွန်တော်တို့တွေပုံမှန်လေးလေးပြောလို့ဆိုလို့ပို့လို့အဆင်ပြေတာဗောအဲ့ဆိုကျုံလိုက်ပို့မယ်လေအင်းခဏနေသွားကြပါဗော ကိုလာမောင်နဲ့တူရီယာတို့ကကိုတင်ဝင်းကိုပြုစားထားတဲ့တော်မြဝင်းလို့အမည်ရတဲ့ပညာသည်စီမသွားခင်မှာကိုတင်ဝင်းကိုတေးချမှကြားခဲ့ပါရယ်ကိုတင်ဝင်းကျွန်တော်တို့သွားလိုက်မယ်နော်ခင်ဗျာမောင်နေရဲ့အနားမှာပဲနေနော်ရပါတယ်ဆရာလေးရဲ့ကျုပ်ဘာမှဖြစ်တော့ပါဘူးကျွန်တော်တို့ဒီကိုရောက်လာပြီဆိုတာသူသိမှာပဲကျွန်တော်ပေးထားတဲ့အဆောင်ရောက်လို့တော့မချွတ်နဲ့နော်ဟုတ်ကဲ့ပါဆရာလေးအဲ့ဆိုကျွန်တော်တို့သွားတော့မယ်ဗျတူရီယာနဲ့ကိုလာမောင်တို့ကတက်ပြီးတက်လက်ကိုယူကရအနောက်ပိုင်းမှာရှိတဲ့ပညာသည်တော်မြဝင်းရဲ့အိမ်ကိုထွက်သွားလိုက်ကြပါရယ် မီတော်ကွန်ရွာလေးကတိတ်ဆိတ်ငြိမ်သက်လူနေပါရယ်ရွာလေးလမ်းတစ်ချောင်းမှာတော့လူနေရလမ်းရှောင်နေကြပြီးအဲ့လူနေရမှာသူရရနဲ့ကိုလာမောင်တို့ပါသူတို့ညောက်ကတလန်းလုံးဘာစကားမှမပြောပြကြဘဲလမ်းရှောင်လိုက်ရမှာမကြသောအချိန်မှာရွာအနောက်ပိုင်းကိုရောက်ရှိလာပြီးအဲ့ဒီအခါမှာကုလားမောင်ကသူရိယကိုစကားဆိုပါရယ်အထလန်းဆရာလေးဒီလမ်းကြားရဲ့အတိုင်းဝင်သွားမယ်ဆိုတော့သူမြောင်ဝင်းအိမ်လျှောက်ပြီဗျအဲ့ဆိုလဲသွားကြပေါ့လဲလန်းအနေနဲ့တစင်မကြီးပင်ကြီးများအုပ်ဆိုင်နေတဲ့လမ်းကြားလေးတွေကိုကုလားမောင်ဦးဆောင်ကဝင်သွားပါရယ် သူရကလည်းနောက်ကနေလိုက်သွားတဲ့အခါမှာညမကြသောအချိန်မှာရေနံစီမိကွက်ထွန်ထားတဲ့အိမ်လေးတစ်လုံးရဲ့အရှိကိုရရှိလာကြပါရယ်။အဲ့ဒီအိမ်လေးရှိရောက်တဲ့အခါမှာကိုလာမောင်ကအသက်ခက်ကြက်ကြီးနဲ့လှမ်းပြီးတော့အခေါ်လိုက်ပါရယ်။ဂျီရောပြုတ်ဂျီရောဘသူရောဟေ့ကျောက်လှမောင်မဧည့်သည်လာပို့တာဒီချိန်ဘယ်ကဧည့်သည်ရောလာခဲ့ကြလေတာခမမနဲ့အိမ်မွားနေစကားလှမ်းဆိုလာတဲ့အမျိုးသမီးကြီးမှပညာသေးတော်များဝင်မှာ ကိုလာမောင်နဲ့သူရိယာကလည်းအခွင့်ရပြီးမို့အိမ်ပိုင်းထဲဝင်လိုက်ကြပြီးရဲ့နော်အိမ်မော်တက်လိုက်ကြပါရယ်အိမ်ကောင်ရဲ့ကမ္ဘာပြင်အမျိုးသမီးကြီးတယောက်နဲ့အတူအသက်အစိတ်နီးပါးခန့်ရှိမဲဖြစ်တဲ့မိမပြိုလေးတယောက်ထိုင်နေရကိုတွေ့လိုက်ရပါရယ်အဲ့ဒီမိမပြိုလေးကသူရိယာကိုမြင်လာနဲ့သူမရဲ့မိခင်မိမထိုင်နေရမှာရုပ်ချပြီးမတ်တပ်ထားရလိုက်ကအိမ်ခန့်နဲ့ဝင်သွားပါရယ်ကြံခဲ့တဲ့အမျိုးသမီးကြီးကတော့သူရိယာကိုလျှို့ထုတ်လိုက်ကဟေးနေအိမ်နာမှာပဲထိုင်ဒီဘက်မလာနဲ့ဟုတ်ကဲ့ကြီးရောအရှင်ဖြစ်တဲ့ကြီးရောပြီးရဲ့နေရာမှာပဲနေပါမယ် သရိယာကအိမ်နောက်ဘက်အခန်းရှိမှာဝင်ထိုင်လိုက်ပါတယ်။သရိယာထိုင်လိုက်တာနဲ့ကိုလောင်မောင်ကလည်းသရိယာရဲ့နှပေမှာဝင်ထိုင်မဲ့ပြင်ချိန်မှာတော်မြောင်ဝင်းအတန်းပေါ်ထွက်လာပြီးကိုလောင်မောင်မထိုင်ပြတော့ပါဘူး။လှမအိမ်အောက်စင်းအားနဲ့သူနဲ့ပြောစရာရှိတယ်။ဟုတ်ဟုတ်ကဲ့ပါကြီးတော့ဆရာလေးကျုပ်အိမ်အောက်ပါပဲစောင့်ပါမယ်။ကောင်းပါပြီကိုလောင်မောင်။ကိုလောင်မောင်ကတော်မြောင်ဝင်းနဲ့စကားပြောပြီးရင်တော့သရိယာကိုပါတဆက်တဲ့စကားဆိုပြီးတော့အိမ်အောက်ကိုဆင်းသွားပါတယ်။ ကိုလာမောင်ရဲ့အရေးချေမတွေ့ရတဲ့အခါမှာပညာသည်တော်များဝင်းကသရီးယားကိုစူးစိုက်ကြည့်လာပြီးမာထန်နဲ့လီတန်နဲ့စကားဆိုပါရီ။ကောင်လေးနေရတော်တော်စွမ်းနေရပေါ့။ဟိုမသားကောင်ကဘာမှမလုပ်နိုင်နေရကာကွယ်ထားရပေါ့လေ။ကြီးရောဒေါသကိုလျှော်ပါ။ကျွန်တော်ဒီလိုလာတာတယောက်နဲ့တယောက်တက်ခိုက်ဖို့မဟုတ်ပါဘူး။စိတ်ထဲမှာမရှင်းမလင်းဖြစ်နေတဲ့ကိစ္စတွေကိုရှင်းပွပွလင်းလင်းရှင်းလင်းပေးဖို့ပါ။ဟောနေနေကဘာမှပြောစရာမရှိဘူး။နင်းတိမ်မဟုတ်ကောင်ကတတ်လို့ရမှာ။အေးအဲ့လိုမှမဟုတ်ဆိုတော့ငါတိမ်မပဲဒီကိစ္စပြီးမှာဟာ။ ။တမယာဝင်းအမျက်တော်သားတို့ကထိမနိုင်သိမ့်မရဖြစ်လို့နေကြတာပါ။တားရွေအထလန်းဆရာတက်ကိုဘလို့မှမနိုင်၍မြားစွာဒေါသဖြစ်နေရသလိုတမိဖြစ်သူရဲ့အဆက်သိခါကြောင့်လဲဒေါသတို့ထပ်ပြီးထွက်လာရခြင်းမှာတော်မြောင်ဝင်းကသူရိယာကိုစူးစိုက်ကြည့်လိုက်ကအန်တချက်ကျရင်သူမရဲ့အနီးနားမှာရှိတဲ့တပတ်တထဲကိုယူက သူရိယာစီကိုလှမ်းပြလိုက်ပါရယ်အဲ့ဒီခါမှာအနီးယောက်ချီတပတ်ကရုပ်ချီလိတ်ခွေသွားပြီးတော့မွေတကောင်ဖြစ်ကိုပြောင်းလိုက်ကသူရိယာစီကိုကြိုက်ခဲရင်လူလွန့်လာပါရယ် အဲ့ခါမှာသူရိယာကအေဂျင့်မြင့်ကိုလက်ဝါးနဲ့ပုံလိုက်ပြီးဟဲ့ဆိုတဲ့စကားတစ်လုံးငောင်းငန်းလိုက်တာနဲ့မွေးတကာဖြစ်ပြောင်းလဲသွားတဲ့ချီတဘက်ကမူလအသွင်ကိုပြန်ပြီးတော့ပြောင်းလဲသွားပြီးသူရိယာရဲ့ရှေ့မှာပုံရက်သားကျသွားပါရဲ့အဲ့ဒီအချင်းအားကြောင့်ပညာသည်ဆုံးမကြီးတို့မြဝင်းကဒေါ်သာရစ်ထလာကသွေးပြဆွတ်တလာတဲ့အထိနှကန်းကိုဖိကိုက်လိုက်ကခတ်ထံမှကြရီလေးတဲ့နဲ့စကားဆူပြန်ပါရဲ့အော်နေရတော်အစွမ်းထက်နေရပေါ့လေဟုတ်လားကြည့်ရစိတ်လျှော့ပါအခုလိုရန်လိုပြီးတက်ခိုက်နေလို့ကတော့ကျွန်တော်တို့တဖာကောင်းကျုံမှရှိလာမှာမဟုတ်ပါဘူး နင်တို့ထက်လန်းဆရာတွေကမာနထောင်လာနေရဲ့ကောင်းနေငွေပေးရင်ဘာမစိုးလုံနေရဲ့ကောင်းနေဂျီယောမှားနေပြီသူရိယာရဲ့စကားမဆုံးခင်မှာပဲစုံမကြီးတို့မြဝင်းကပါဇက်ကိုဟာအသက်ကိုအောင်ပြီးတော့ရှိုက်လိုက်တဲ့အခါမှာသူမရဲ့ပါဇက်ထဲမှာအပြရောက်မိတော့တွေတစ်ချိန်လုံးထလာပြီးသူရိယာရဲ့မျက်နှာကိုတိုးဝင်မာတယ် အရှိန်ပြင်းနဲ့အပြာရောင်မိတော့မှသရိယာရဲ့မျက်နှာအနာကလာတဲ့အချိန်မှာသရိယာကဘေဘလန်ရဲ့မျက်နှာကိုကလိုက်တဲ့အခါမှာအဲ့ဒီမိဒန်းကသူ့ရဲ့လက်ကိုထိမှန်ပြီးဒေါ်မြဝင်းစီကိုတံမြန်သွားတဲ့အတွက်ဆုံးမရေဒေါ်မြဝင်းအလန့်တကြဖြစ်သွားကဟထားတဲ့ပါဇက်ကိုပိတ်လိုက်ပြီးမိများလှစ်ခြင်းကိုရပ်တန့်လိုက်ပါတယ်။မြေတက်လုံးလည်းမဖြစ်ပါဘူး။သူမရဲ့ပညာရောကသူမရဲ့စီကိုသာတံပြန်တက်ရောက်နေပြီမဟုတ်ပါလား။အဲ့လိုတက်ခိုင်းနေရကြအေးလေးပေါ်မှာမိရောင်နေဝင်းကလက်ကနဲ့တောက်ပလုံနေပါတယ်။ ိမ်အချင်းရကိုဖြင့်ဒေါ်မြောင်ဝင်းရဲ့အိမ်ဝိုင်းထဲမှာရှိတဲ့တရက်ပင်အောင်မှအိမ်လေးကိုကြည့်နေတဲ့ကိုလာမောင်မြင်တွေ့နေရတာကြောင့်အိမ်ပေါ်မှာရှိနေတဲ့သူရိယာအတွက်စိုးရိမ်မိသွားပါတယ်။အဲ့ဒီအတွက်သူကတယောက်တည်းရှည်ရွက်လိုက်ပါတယ်။ငါဘယ်လိုလုပ်ရပါ့မလဲ။အိမ်မော်တက်လို့လည်းမဖြစ်ဘူး။အထက်လန်းဆရာလေးတို့ဒုက္ခရောက်ပြီးထမရဲ။အိမ်ပေါ်မှာလည်းမိများလောင်နေရလားမသိဘူး။ကိုလာမောင်ကြောင့်နေမထီထိုင်မသာဖြစ်လို့နေပါရဲ့။အိမ်နောက်သူကတပြင်းတစ်ချက်ချလိုက်ပြီးအိမ်မော်တက်သားရဲ့နာဆုံးဖြတ်ချက်ချလိုက်ပါရဲ့။ ကိုလာမောင်ကစောမကြီးတော်မြဝင်းအင်လီကကိုမရေတရေနဲ့တက်သွားလိုက်ပါရယ်အိမ်နောက်ထိတ်ဆုံးလေကတဲ့ပေါ်မှာငုတ်တုတ်ထိုင်လိုက်ပြီးအိမ်မွားချင်းလေးတွေကိုတစ်ချက်လမ်းပြီးတော့ချောင်းကြည့်လိုက်ပါရယ်အဲ့ခါသူတွေ့လိုက်ရတာကတော့တော်မြဝင်းကအင်မတန်ဒေါသထွက်နေရရှိပြီးမျက်လုံးများမှာလည်းမိတောက်မိလျက်များဝင်းလက်ပြီးတော့တောက်လောင်နေတဲ့အလားရဲရဲနေနေပါရဲ့ဒါအပြင်တော်မြဝင်းရဲ့မဲနဲ့နေရစပင်းတွေကလည်းအိမ်ပေါ်မှာလေးငိမ့်နေပြီးမဲ့လေအနောက်ကိုဝဲပြန်လို့နေပါရယ် သူမနဲ့ခြာနာစွာပဲသူရိယာကအိမ်ရဲ့နောက်ခံမှာတင်မလင်ဝင်ထိုင်ပြီးအေးစေးတည်ငြိမ်စွာနဲ့ရှိနေရပါကိုလာမောင်ကအိမ်မြင်ဝင်ကြအိမ်မော်ဆက်မတည့်ရတော့ပဲအိမ်နေရာမှာပဲထိုင်ပြီးအခြေအနေကိုစောင့်ကြည့်နေလိုက်ပါတော့တယ်တော်မြဝင်းကတော့သူရိယာကိုစာမတက်ဝါမတက်ကြည့်လိုက်ပြီးလက်ညှိုးငငထုတ်လိုက်ရင်ကစကားဆိုပါရယ်အထက်လန်းဆရာစုပ်နေရငါ့ကိုပြတ်မတိုက်ဘူးဟုတ်လားနေမတိုက်လည်းငါအသေးတိုက်မှာကြီးတော့ ကြီးတော့ကျွန်တော်ဘာလို့မုံနေရလဲကျွန်တော်ကိုကြီးတော့ဘလို့မှမနိုင်နိုင်ဘူးနော်ကျွန်တော်ကမတိုက်ပေမဲ့ကြီးတော့ပညာနဲ့ကြီးတော့ပြန်ခမ်းမယ်နော်ဒီနေ့ငါသိရင်သိမသိရင်နင်းနဲ့တင်ဝင်းဆိုရဲကောင်တေးရမယ်ဟဲ့မဟုတ်သေးပါဘူးကြီးတော့ရဲ့ကျွန်တော်ပြောတာကိုလည်းအေးစစ်စစ်နားထောင်ပါဦးဗျာတော်ဆန်းစုံးမကြီးတို့မြောင်းဝင်းကသူမရဲ့လက်မကိုပြန်ကန်လိုက်တဲ့အခါမှာလက်မကသွေးရိုစီးကြလာပါတယ်အဲ့နောက်သူမကအဲ့သွေးရိုကိုကြည့်ရင်းစကားဆိုပါတယ်ငါအသွေးကိုတတ်မှတ်တယ်မြေဖုတ်တွေလာတော့ ငါရှိမှရှိနေအထက်လန်းဆောင်တိုက်ကြလို့သင်တို့နိုင်ငါခန္ဓာကိုယ်မှာရှိရဲ့သွေးအလုံးနင်တို့တိုက်ကြောမြောင်မင်းကသူမရဲ့အသက်ကိုစတေးပြီးသူရိယကိုတိုက်ရဲကြမာရေအဲ့ဒီချိန်ကြောင့်သူရိယမှာဥကကိုခါရမ်းပြီးစမ်းမြေကိုလဝါနဲ့ပုတ်လိုက်ကအစိမ့်တည်းရဲ့ပိတ်တာဘလူးမြေဖုတ်ဘလူးဘယ်မကောင်းဆိုးရမှာဒီအိမ်ဝိုင်းနဲ့မဝင်စေရဒါငါအမိတ်ငါမေလွန်ဆန်တဲ့သူပြအတိဖြစ်ပြီးမဟာအဝီစိငရဲ့မှာတီးစေရမယ်ဟဲ့ သူရိယာစကားဆုံးတာနဲ့ကြမ်းမြင့်ကိုလဝါနဲ့ပုတ်လိုက်တဲ့အခါမှာရွှေဝါရောင်အလင်းဆဝန်ကကြဲ့ပြန့်လို့သွားကတော်မြဝင်းရဲ့အိမ်ဝိုင်းဝင်ကျင်မှာတည်နေပြီးသူမရဲ့အိမ်ဝိုင်းနဲ့ဝင်မို့ကြိုစားလေးရမကောင်းစွာတွေကလည်းအရှိန်မဲများတဲ့တဲ့နောက်ကိုလန်ကျသွားပါရဲ့အချိန်နဲ့မကောင်းမှန်ရိဆာမီရဲ့တော်မြဝင်းကသူရိယာကိုအစိမ့်လိုက်ဝါစားတော့မယ်ဟန်ပန်နဲ့စကားဆိုပြမာရဲ့နေနေရတော့စွမ်းနေပါလားငါလည်းပညာကုန်ပြီနေငါအခုပဲတက်လိုက်တော့မီစိမ့်လာခဲ့စမ်းနှစ်လက်ဒီမှာလာအသေးခံ ဆောင်းမကြီးတို့မျိုးဝင်ကသူရိယကိုစကားဆိုနေရင်လည်းမှတမိဖြစ်သူကိုပါလှမ်းခေါ်လိုက်ပါတယ်။အဲ့အခါမှာညှုံငယ်နေပြီးတော့စိတ်ရှောက်ဟန်ရှိနေတဲ့မျက်နှာထားနဲ့မိစိတ်အနီရတဲ့မိမပြိုလေးကမိကင်ဖြစ်သူအနီကိုရှောက်လာပါတယ်။သူမရောက်လာတာနဲ့စုံမကြီးကသူမရဲ့လက်နဲ့တမိဖြစ်သူရဲ့ငယ်လေးကိုရှိုက်မဲ့ကြံစမှာသူရိယာမှစုံမကြီးကိုလညိုထိုးပြီးကြားလိုက်ပါရယ်ရဆန်းသူရိယာကအဲ့လိုအတန်ခမမစကားဆိုလိုက်တာနဲ့စုံမကြီးရဲ့လက်ကတမိဖြစ်သူမိစေရဲ့ငယ်လေးနာရှောက်လို့ရောက်ခါနီမှာကြောက်ရွံ့တစ်ခုပေါ်မှာရက်တန့်သွားပါရယ် သူရိယာကလည်းအနှဲငယ်စိတ်တူသွားပြီးစုံမကြီးကိုပြစ်တင်စကားဆိုပါရယ်ကြီးတော်ကို့သွေးသားဘာကြောင့်တတ်မယ်ကြံနေရလဲကြီးတော်သမီးဘာပညာမှမတက်ဘူးဆိုတာကြီးတော်ဒီမှာပေါ့ဘာကြောင့်ဒီလိုလုပ်ရလဲနေငါမနိုင်ဘူးလေအဲ့တော့ငါမကျင်တဲ့ဟုတ်ကောင်မတတ်နိုင်ဘူးဒီတော့ငါသမီးကိုတတ်မယ်ပြီးရင်ငါလည်းတတ်တည်မယ်အသက်ဆိုတာအရှက်လောက်တတ်မှုမရှိဘူးမဟုတ်သေးပါဘူးဗျာကျွန်တော်အခုဒီကိုလာတယ်ဆိုတာအမှန်တရားတိုက်ဖြစ်စေချင်လို့လာခဲ့တာပါဂျီရော့နဲ့တိုက်ဖို့လာတာမဟုတ်ဂျီရော့ကဒါကျွန်တော်တစ်ချိန်လုံးရှံလို့နေရ နင်ကငါတို့ပြောတာကိုရှုံမမှမဟုတ်တာနင်တို့ထလန်ဆရာတွေကဘယ်တော့မှများတို့စကားကိုရှုံဘူးလို့လေကျွန်တော်ကကြီးတော်တွေ့ဖို့ရဲ့ထလန်ဆရာတွေနဲ့မတူပါဘူးဗျကျွန်တော်ရဲ့ဆရာအပါတရားမြတ်တဖို့အတွက်သင်ပြခဲ့ပါတယ်ကျွန်တော်တို့စကားပြောပြီးအမှန်တရားဖော်ထုတ်ကြရအောင်ဗျသူရိယကလေတန်အေးအေးနဲ့ပြောလာတဲ့စကားကြောင့်ဆုံးမကြီးတော်မြတ်ဝင်းနဲ့တမိဖြစ်သူတို့မှသူရိယကိုမယုံကြည်ယုံကြည်နေကြပါတယ် လေကားထိပ်မှထိုင်နေတဲ့ကိုလာမောင်ကလည်းအချီနီတို့ဒီငိမ့်စားပြူနေပြီးမို့သူရိယအနီမှာသွားရောက်ထိုင်လိုက်ပြီးတွေ့ဝေနေတဲ့ဆုံးမကြီးကိုတာမီကိုစကားဆိုလိုက်ပါရယ်ကြီးတော်ကျုပ်ကတင်ဝဲရဲ့တငယ်ချင်းဆိုပေမဲ့ကျုပ်လည်းအမှန်တရားဘက်ကပဲရှက်မှာပါဒီကောင်မီဆဲရောတကယ်ချစ်တယ်ဆိုတာကိုလည်းကျုပ်သိပါရယ်တော်စမ်းမကိုကြီးလာမောင်ရဲ့သူကျမအထင်သေးတယ်ကျမကိုကြောက်ရအောင်ကြံသွားတာတစ်ချိန်လုံးညင်နေတဲ့မီဆိုင်မှာရဲ့ရည်များကြလာကကိုလာမောင်စကားဆိုပါရယ် အဲ့ခါမှာသူရိယာကအခြေအနေတို့ထပ်ဆုံးမသွားလေအောင်စိတ်ထင်းကြဖို့အတွက်ထပ်မံတတိပေးလိုက်ပါရယ်။ကြီးတော်နဲ့အမစိတ်ထင်းမအောင်ကျွန်တော်ထပ်ပြီးတော့ဂတိပေးပါရယ်။အမှန်တိုင်းဖြစ်ရစေပါမယ်။ဖြစ်ချောင်းကုန်စင်ကျွန်တော်ကိုပြောပြစေချင်တယ်။နေရာသိချင်တယ်ဆိုတော့လေငါကပြောပြတာပေါ့။ခွေးကောင်ကသမီးကိုဖိုက်ကြအောင်လုပ်ပြီးတော့ထားခဲ့တာလေ။စုံမကြီးတို့မြောင်းဝင်းရဲ့တုတ်တုတ်အဘောစကားကြောင့်ကာယကရှင်ဖြစ်တဲ့မိစိမမျက်နှာနီးမြန်သွားပြီးရှက်နေပါရယ်။တို့မြောင်းဝင်းကစကားကိုဆက်ပြီးဆိုပြမာရယ်။ ငါပြောပါတယ်ဒီကောင်မလေအဲ့ဒီကောင်နဲ့မပတ်သက်ပါနဲ့မပတ်သက်ပါနဲ့နင့်တို့တကယ်မယူပါဘူးဆိုတော့ဒီကောင်မဘာပြန်ပြောရမှာလဲကိုကြီးတင်ဝင်ရတခြားသူတွေလို့မဟုတ်ပါဘူးရေလေအခုတော့အလုံးလုံးမလူတော့မတူရဲငါတို့ကဒင်းကြောင်ပတ်ဝန်းကျင်မျက်နှာဟိုမပြဝန်းတော့ဘူးငါသမီးမှားတာငါသိတယ်ဒါပေမဲ့အဲ့ဒီတင်ဝင်းဆိုတဲ့တထောင်စားကမြင်းတော့ကမြင်းပြီအခုမှသူများနဲ့ရှားတဲ့ဟာကိုသူ့ကိုပဲလှမ်းကြိုးထမ်းခိုင်းနေတယ်လို့လူအရက်ထဲကိုရှောက်ပြောရယ်လေဒီကောင်မတက်ရင်ငါဘသူ့တတ်မှာလေပြော ဲ့ဒါဆိုရင်တော့တခုခုတော့လွဲနေပြီဗျကျွန်တော်ကိုတင်ဝင်ပြောတာကတော့ဒီကမမီဆိုင်ရာတခြားတယောက်နဲ့တွဲသွားတက်လာလုံနေတာသူမြင်ခဲ့ရတယ်လေသူရီယာစ်ကကြောင့်ဒေါ်မြောင်ဝင်းကသူမရဲ့တမီးကိုစူးစိုက်ကြည့်ပြီးမေးမြန်းလိုက်ပါတယ်မီဆိုင်နေသူပြောတယ်လို့ဖောက်ပြန်ခဲ့လားကျွန်မတခါမှမလုပ်ခဲ့ပါဘူးအချိန်ရှိတိုင်းသူကပဲအမြင်နဲ့တဝင်တုံနေရပါနေသေးကြလားသေးကြတဲ့အမေအဲ့ဒါဆိုနင်းအသက်နဲ့ကြိတ်တွေရလားနင်းသစ္စာပိုင်းနင်းချက်ချင်းသွေးအပ်သေးမှာနော်ကြည်ရဲပါလေအမေရေမိစိမ့်မှာခက်မြမြန်ပဲလက်ခံလိုက်ပါရဲ့ အဲ့ခါမှာဆုံမကြီးကသူရိယကိုကြည့်လိုက်ပြီးအကူကြီးတစ်ခုတောင်းပါတယ်အထလန်းဆရာနေငါ့ကိုတစ်ခုကူညီပေးမလားပြောပါကြီးတော့ဒီကောင်မကိုတစ္ဆာရေးတိုက်ပေးစမှာတကယ်လို့သူတစ္ဆာမတင်သွေးအံသေးအောင်စိတ်စားပါတိုက်ပေးအဲ့ဒါတော့ကျွန်တော်မလုပ်နိုင်ဘူးကြီးတော်ရဲ့ကျွန်တော်တစ်ခါမှအဲ့လိုမျိုးတွေမလုပ်ခဲ့ဘူးနေအရှေ့မလုပ်ရင်အခုလောက်ရမယ်လေအရိုရဲ့တိတ်ခါပြန်ပြီးအဖက်ဆယ်ဖို့အတွက်ကဒီတစ်ခုတော့နေကူညီရမှာပေါ့သူရိယဘယ်လိုမျိုးပြန်ပြေးရမယ်မသိပဲရှိလို့နေရပါ ိနောက်တူရီယာကတပည့်တစ်ချက်ကိုချလိုက်ကဆုံးမကြီးကိုစကားဆိုလိုက်ပါရီကြည့်တော့ကျွန်တော်လက်ခံပါတယ်တစ္ဆာဆိုပြီးတော့ဒန်တဲ့အောင်ကျေးဇူးခိုင်းပါမယ်ကြိုက်မယ်အခုတော့မဟုတ်ဘူးနော်နောက်နေ့ညမှာကိုတင်ဝင်းကိုခေါ်ပြီးတော့သူ့ရဲ့ရှင်မှာတစ္ဆာဆုခိုင်းလို့ရှောက်မလားသူရိယာရဲ့စကားကြောင့်ဆုံးမကြီးကတမိဖြစ်သူကိုလှည့်ကြည့်လိုက်ပါတယ်အဲ့ခါမှာမိစရာကောင်းကြီးပြတဲ့ခါမှာတော့ကောင်းပြီလေအထလန်းစရာအဲ့ဒါဆိုရင်တော့နေ့ရက်သဘောတိုင်းပဲမနေ့ဖန်ညဒီမှာပြန်ပြီးတော့ဆုံကြပါပေါ့ဟိုမသားကိုလည်းရအောင်ခေါ်ခဲ့ပါကောင်းပါကြီးတော့အဲ့ဒါဆိုကျွန်တော်တို့အခုပြောင်းမအောင်မယ် အေးအေးသူရိယာနဲ့ကိုလာမောင်တို့ဟာစောမကြီးတို့များဝင်တို့သားမီကိုနှုတ်ဆက်ကအိမ်မွားနေဆင်းသွားပါရယ်သူတို့နှစ်ယောက်အိမ်ဝိုင်းပြေရောက်တဲ့အခါမှာကိုလာမောင်ကစတင်ပြီးစကားဆိုပါရယ်ဆရာလေးကြောက်ထင်တော့ဟိုကောင်တန်တရားများနေရထင်တယ်မိစိမ့်ကိုကြည်ဟာဖောက်ပြန်နေပုံမပေါ်ဘူးနော်ကျွန်တော်လည်းအဲ့လိုထင်တယ်ကိုတန်ဝင်းကတန်တရားများတက်တဲ့သူမို့လားကိုလာမောင်ညားတာပေါ့ဗျာဒီကောင်ကိုကျုပ်အမြဲတမ်းပြောရဲဒီကောင်ကကျွဲပါဆောင်တီးဆရာလေးကမနှက်ဖန်တော့အခြေအနေတွေအကုန်လုံးရှင်းရှင်းလင်းလင်းသိရတော့မှာပါ ဒီလိုနဲ့သရိယနဲ့ကိုလာမောင်တို့ဟာရွာလင်လန်းအတိုင်းနှစ်ယောက်တန်းလန်းလျှောက်သွားကြပါရဲ့ဟာဒါတော့ဖြစ်ပါဘူးဗျာကျုပ်တို့အိမ်မလိုက်ချင်ဘူးဗျာကိုတင်ဝင်းခမရတော်တော်မတရားတာပဲနော်ကျွန်တော်ကဘသူ့ကိုမှမနစ်နာစေချင်လို့အကောင်းဆုံးလိလနဲ့ဖြည့်ရှင်းပေးနေရနော်ဟုတ်တယ်တင်ဝင်းဆရာလေးပြောတာမှန်တယ်နော်မိစဲကိုကြီးတော်ကတတ်ဖို့တိလောက်တာအဲဆရာလေးကတားထားလို့သူတို့ဘာသာမကောင်းတာလုပ်ပြီးရှက်လို့တတ်တယ်ဗျာဘာပြထူးဆန်းလို့လဲတင်ဝင်းမင်းခွေးစကားမပြောနဲ့ကွာမင်းမဲမှန်တယ်လို့ထင်နေလားမင်းကလေးကြောင့်မင်းစိတ်ရင်နဲ့ကြောက်ရအောင်ကြံ့ကျင်နေလားကြောက်စမ်း လှမှာဟာစရက်ကောင်အဲ့လိုစိတ်သာမရှိဘူးကွာအာမီစိမ်းကိုတကယ်လက်ထက်ယူချင်တာသူကဖောက်ပြန်တော့ငါနွားကြခံရမှာလားမင်းတောက်လုံးနေမြင်သမျှတန်မြတ်ဝင်မနေစမ်းမနဲ့ကွာတချို့ယာရီကမြင်ရတဲ့အမှန်ကြမဟုတ်ဘူးကွာနွားရကောင်းတကောင်းနဲ့အကြည့်ဆိုင်တယ်ငါကြည့်ပြရမှာလားအဲ့ဟာနဲ့ပတ်သက်ပြီးတော့မင်းကပွင့်ပွင့်လင်းလင်းမေးဘူးလားပြောနင်းနဲ့ဒီကောင်နဲ့ဘာပတ်သက်လဲလို့ယောက်ျားတယောက်လိုမေးခဲ့ဘူးလားဒီကောင်မေးစရာမလိုဘူးကွာတင်ဝင်းဆိုတဲ့ကမြင်နာနဲ့ဘာဆိုတော့တန်းသိတယ်ဒီနွားကတော့လုံရင်သေတော့မှာပဲ ကိုလာမောင်မကိုတင်ဝင်းကိုမကြင်မနက်နဲ့ဆွဲထုတ်မဲပြရမှာဘေးမှာရှိရမောင်နီကဆွဲထားလိုက်ရတယ်လို့သူရိယာကလည်းကိုတင်ဝင်းကိုဆွဲထားလိုက်ပြီးအတန်ခတ်မောင်မနဲ့စကားဆိုပါရယ်ခမရတို့ချင်ချင်ရဖြစ်နေမှာမဟုတ်ဘူးနော်အသက်တွေလည်းကြီးပြီအဓိကကိုတင်ဝင်းခမရပဲကိုလာမောင်ပြောတာတရားမျှတာတယ်ခမရပြောတာဆိုတာရတရားနည်းလည်းမကြောက်ဘူးကျုပ်ဘာများမှလို့လဲဆရာလေးကခမရမှားတယ်ခမရကျွန်တော်ယုံလားပြောပါ သူရစိတ်တူထောတာထွန်းနေအောင်တစ်ခါမှမမြင်ဘူးတဲ့ကိုတင်ဝင်းကဘာစကားပြောရမယ်မှမသိဖြစ်နေပြီးဥကောက်ငိမ့်လို့ယုံကြည်ကြပြလိုက်ပါရဲ့အဲ့ခါမှာသူရကကိုတင်ဝင်းကိုဆွဲထားတဲ့သူ့ရဲ့လက်ကိုလွှတ်လိုက်ပြီးတန်ရမှာထိုင်စီကသူ့ရဲ့အစီအစဉ်တွေကိုပြောပြလိုက်ပါရဲ့ကိုတင်ဝင်းခင်ဗျကျွန်တော်ရဲ့အစီအစဉ်ကိုလိုက်နာလိမ့်မယ်ပြောပါဆရာလေးကျွန်တော်တို့ကြီးတော်ထွန်းမြဝင်းအိမ်ကိုသွားလိမ့်မယ်ဟုတ်အဲ့ဒါတော့ကိုတင်ဝင်းကျွန်တော်စကားပြအောင်နားထောင်ပါဗျာ သူရိယာကလေးတန်ခတ်မမနဲ့ပြောလိုက်တဲ့ခါမှာကိုတဝင်းကနောက်ထပ်အထွန်တက်တဲ့စကားမဆိုတော့ပဲညင်ပြီးတော့နားထောင်လိုက်ပါရယ်။အဲ့ခါမှာသူရိယာကစပီးစကားဆိုပါရယ်။အမမိဆိုင်ကသူ့မဖောက်ပြန်ကြအသက်နဲ့အလဲထက်လို့ပြီးကျွန်တော်စီမှာတစ္ဆာဆိုဖို့အတွက်တောင်းဆိုထားတယ်။ဗျာခင်ဗျာအံ့ဩတဲ့နဲ့နော်။ကျွန်တော်လိုအထလန်းဆရာစီမှာချိန်စာပြုတ်ပြီးတော့တစ္ဆာဆိုမယ်ဆိုတဲ့အရာမသေးဘူးနော်။သူတကယ်ဖောက်ပြန်ခင်နေရာမှာချက်ချင်းတွေ့အံ့မိတယ်မှာ။ကျွန်တော်တို့အဲ့လိုမလုပ်စေချင်ဘူး။အဲ့ဒါဖြစ်နိုင်မှာမလား။ဖြစ်နိုင်လားမဖြစ်နိုင်လားခင်ဗျာကူစမ်းကြည့်လား။ ကိုတင်ဝင်းကမယုံကြည်တဲ့ဟန်နဲ့စကားဆိုလိုက်တဲ့အချိန်မှာသရီးယရဲ့ပြတ်သားတဲ့စကားကြောင့်နောက်ထပ်အံမထွက်လာရတော့ပါဘူး။သရီးယကကိုတင်ဝင်းကိုစစ်စစ်ကြည့်ပြီးအခုညကြီးတော်တို့မြောင်းဝင်းအိမ်မှာခင်ဗျားလေးတစ္ဆာဆိုရမယ်။ဗျာခင်ဗျားလေးတခြားဘယ်မိန်းကလေးနဲ့မှမဖောက်ပြန်ပါဘူးလို့ပေါ့။ကျုပ်မဖောက်ပြန်ပါဘူးဗျာ။နောက်ကနေပြောနေလို့လဲအမမီစိန်လိုပဲခင်ဗျားလေးတစ္ဆာဆိုရမယ်နော်။စိတ်ချတစ္ဆာဖောက်တဲ့သူကတော့သိအံ့မီနေရပါရင် ချက်ချင်းသိမ့်ပါပဲ။ရတယ်ကျုပ်လည်းတစ္ဆာဆိုမယ်ဗျာ။ ကောင်းပြီလေအားဆိုရင်တော့အခုညသွားကြပေါ့မောင်ဒီပဲအိမ်ဆောင်ကြံခဲ့ရမယ်ကိုလောက်မောင်လည်းလိုက်ခဲ့ပါဗျာလိုက်ရမှာပေါ့ကဲခင်ဗျားတို့နှစ်ယောက်ကျင်းနေကြလားအချင်းချင်းနေပဲရန်ယူမထောက်မလားသူရိယာမှာကိုတင်ဝင်းနဲ့ကိုလာမောင်တို့ကိုတရားတလဲစီကြည့်ပြီးစကားဆူလိုက်တဲ့အခါမှာကိုတင်ဝင်းကသူ့ရဲ့အမောင်တီးသွားတယ်လားခေါင်းကြီးပြပြီးတငယ်ချင်းဖြစ်သူကိုလာမောင်တောင်းမန်စကားဆူလိုက်ပါတယ်လှမောင်ဟာတောင်းမန်ပါတယ်ကွာငါမားသွားတယ်မိစိမ့်ကိုတကယ်ချစ်ခဲ့တော့အမျက်ကြီးသွားတယ်ရတယ်မင်းချင်းပြင်းအေးပါငါတတိထားနေပါမယ် ဒီလိုနဲ့သူရိယရဲ့ပြောစကားတွေကိုကိုတံဝင်းကလိုက်နာပြီးရဲ့နောက်စောမကြီးတို့မြဝင်းရဲ့နေအိမ်ကိုလိုက်ပါမှဖြစ်တဲ့အတွက်သူရိယတယောက်အခုမှပဲတပြင်းချလိုက်နိုင်ပါ रे မီရောကွန်ရှာလီရဲ့ညစန်းချိန်ကားကိုပြန်လည်ရောက်ရှိလာပြီးဖြစ်ပါ रे မီရောကွန်ရှာလီရဲ့ရွာလေလှဲလာမှာတော့လူသုံးယောက်လမ်းလျှောက်လို့နေပါ रे သူတို့မှာသူရိယဦးဆောင်တဲ့ကိုတံဝင်းနဲ့ကိုလောက်မောင်တို့အဖွဲပါသူတို့ရဲ့မှာကိုတံဝင်းရဲ့လေးလံနဲ့ခြေလံနေကြောင်းဘေးမှာရှိတဲ့ကိုလောက်မောင်ကစောက်ပြီးတော့လမ်းလျှောက်ပါ रे တင်ဝင်းမြမြလာပါဟာမင်းကိုစောက်နေတာကြာနေပြီ အေးပါကွာငါလည်းမမြန်ရှောက်နေရပဲချောက်တရားတုံနေတာကွာမင်းကကြောက်နေရပဲနင်းနေတော့ကြောက်တာပေါ့ကွာဆရာလေးရှိပါတယ်ကွာမနေ့ကငါရဲ့မျက်မြင်မှုရှုံတာတော့တခြားသူပြောရုံမှာမဟုတ်ဆရာလေးကတော်တော်စွမ်းတာပဲသူတို့ညောက်ကရှေ့ကနေလမ်းလျှောက်နေတဲ့သူရိယာကိုချီချူးစကားဆိုပြီးတော့လမ်းလျှောက်နေကြပါရဲ့ညမကြတော့အချိန်မှာတော့သူတို့ကစုံမရီတို့များဝင်းရဲ့ AYC ကိုရောက်ရှိလို့လာကြပါရဲ့ AYY ရောက်တဲ့အခါမှာထုံစံအတိုင်းကိုလမောင်ကအင်းနေကိုအော်ခေါ်လိုက်ပါရဲ့ကြီးတော့ကျတို့ရောက်ပြီပြု အေးအေးအိမ်မော်တက်ခဲ့တော်မြဝင်းရဲ့ခွင့်ပြုချက်ကြောင့်သူတို့ကအိမ်လေးပေါ်တက်လိုက်ကြပါရယ်မိကွက်နှစ်ခွက်ထွန်ထားတာကြောင့်တော်မြဝင်းတို့ရဲ့တာမန်အိမ်လေးထဲမှာတော့အတော်လေးကိုလင်းထိန်လို့နေရပါတော်မြဝင်းနဲ့သူမရဲ့သမီးဖြစ်သူမိစိန်တို့မှာပထမတစ်ခေါက်လာစဉ်ကလို့ရံပြူတိုက်ခိုက်ခြင်းမရှိဘဲတီတီငိငိနေပါသူမတို့ညောက်တီငိနေဒီမှာကိုတင်ဝင်းကိုမမြင်ခင်ကအထီးဖြစ်ပြီးကိုတင်ဝင်းရဲ့မျက်နှာနဲ့သားမင်းညောက်စလုံးစိတ်တို့ထောတာထလာကလက်ညှိုးငေါငေါချိုးပြီးခက်ထန်စွာစကားဆိုပါရယ်နေပါလာလောက်တာလေနေလို့လူယုံမှာတို့လက်မခံနိုင်ဘူး ကျုပ်ကလည်းလာချင်လို့လာတာမဟုတ်ပါဘူးဆရာလေးခေါ်လို့သာလိုက်လာတာနဲ့လို့လူယုံမှမများအော့နှလုံးနာတယ်ငါနဲ့အသေးသက်ချင်တယ်အချိန်နေမှာရောက်ကြီးတက်မလာတာကြောင့်သူရိယာမှာအလျင်မြန်ပြီးဝင်ရောက်ထိန်သိမ်းလိုက်ရပါတယ်ကြီးတော့မနေ့တော့ဟာကျွန်တော်ကိုတင်ဝင့်ခေါ်ခဲ့မယ်လို့ပြောထားတယ်လေစိတ်လျှော့ပါဗျာဟာဒီကောက်မြင်တော့စိတ်မထိန်နိုင်ဖြစ်သွားတယ်စိတ်လျှော့ပါဗျာအမမီစိန်လည်းစိတ်လျှော့မီစိန်ကဘာစကားကိုမှမစရောပဲကိုတင်ဝင့်ကိုနာနာကြီးကြီးကြည့်လို့နေပါတယ်အဲအကြီးတို့ကိုကိုတင်ဝင့်ပြရင်မဆိုင်နိုင်မဲအကြည့်လွေနေရပါတယ် သူ့ရဲ့စိတ်ထဲမှာတော့သူ့ရဲ့ထင်မြင်ချက်တို့လွဲမနေပြီလားလို့တန်တရားဝင်စာပြုလာပြီးဖြစ်ပါရယ်သူ့ရဲ့စိတ်ထင်အားကိုသာဦးစားပြုတတ်တဲ့ကုတင်ဝင်းကြောင့်သူ့ရဲ့အမားကိုတဖြည်းဖြည်းနားလည်စာပြုလာပါရယ်အကျိုးအကြောင်းအကောင်စုကိုမဆူဆက်မဆင်ခြင်းမဲ့သူ့ရဲ့စိတ်ထင်အားကိုသာတထေချယုံကြည်တတ်တဲ့ကုတင်ဝင်းကြောင့်ချစ်ရတဲ့မိကလေးရဲ့နာကြည်မှုနဲ့ကြည်လာတဲ့အကြည့်ကိုရင်မဆိုင်ရတော့ပါဘူးရှင်းပြဖို့ရမိကလေးတမဲအမြဲတောင်းဆိုခဲ့တဲ့အချိန်ဒီမှာကိုတင်ဝင်းကမိစိတ်ကိုမျက်နှာချင်းမဆိုင်မရှောင်ဖယ်နေခဲ့မိပါရဲ့ အဲ့နောက်မိစိမရှင်းပြဖို့ရမကြိုးစားတော့ဘဲသူမရဲ့မိခင်နဲ့ပေါင်ကသူ့ကိုအသေးသက်ဖို့ရန်ကြံစီလာခြင်းမသူတို့နေရာရဲ့စိတ်ထဲမှာတော့ကိုတင်ဝင်းမှာကြောရယုံသားကြံသွားတယ်လို့မှတ်ယူထားခြင်းဖြစ်ပါတယ်အခုသူရိယာကဒေါ်မြဝင်းတို့သားမီနဲ့မလတ်မကတ်မှာထိုင်လိုက်တဲ့ချိန်မှာမိစိရစကားဆိုပါတယ်အထက်လန်းဆရာကျမသစ္စာဆုံးမယ်ကောင်းပြီကျွန်တော်ရေလေးတစ်ခါလောက်ပေးပါလားသူရိယာရဲ့စကားကြောင့်ကုလမကတောက်ရည်ဦးစင်မှာရေတစ်ခွက်ကိုခတ်လိုက်ပြီးသူရိယာကိုကမ်းပေးလိုက်ပါတယ် အဲ့နောက်သူရိယာက အိမ်ရှိကွက်ကိုနှစ်ဖူးမှတင်လိုက်ပြီးတော့မျက်လုံးမိတ်ကတစ္ဆာအထိတ်ထန်ပြူပါရယ်အဲ့ကရှိကွက်ထဲမှာရှိရိကရှိဝက်ချူထားလာပါရယ်အဲ့နောက်သူရိယာကအိမ်ရှိကွက်ကိုမိစဲရုပ်ခိုင်းစေကတစ္ဆာပြူခိုင်းပါရယ်ကဲအမမိစိစေစာတိုက်ပြီးတစ္ဆာဆိုတစ္ဆာရေတောက်ပြီးတော့မိစိကသူရိယာရဲ့လက်ထက်အရှိကွက်ကိုယူလိုက်ပြီးရဲ့နောက်မျက်လုံးမိတ်ကကိုကိုကိုချိန်တွေပြီးတစ္ဆာပြူပါရယ်ကျမမိစိန်ဒီကိုတင်ဝဲဆိုတဲ့လူနဲ့မြစ်တာမြခဲ့တဲ့အချင်းအားစားလို့တစ်ခါမှပဲတခြားယောက်ျားနဲ့မဖောက်ပြခဲ့ပါ ဖော်ပြခဲ့သည့်ရှိသောသွေးပွက်ပွက်အမီယခုဆရာရဲ့ရှေ့မှာတည်ခြင်းဆိုရင်တရားပါစေသာမိစိန်ကအဲ့လိုမျိုးချိန်တွေလိုက်တဲ့အခါမှာကိုတင်ဝဲရဲ့ကိုခန္ဓာမှာစသိမ့်မွင့်ညင်းနေထားလာပြီးအေးဆက်သွားတယ်လို့ခံစားလိုက်ရပါတယ်သူကမိစိန်ကိုသာငေးကြည့်နေမိပါတယ်မိစိန်ကတစ္ဆာဆူထားတဲ့ရှိခွက်တရားရေရီကိုကုတ်ဆင်အားတောက်လိုက်ပြီးခွက်ကိုသူရိယာစီကိုပြန်ကန်းပေးလိုက်ပါရယ်သူရိယာကအေးရှိခွက်ကိုကုလမောင်တဆင်ပြက်ကန်းလိုက်ပြီးရေတစ်ခွက်ထက်ခတ်စီပါရယ် ရှေးပြန်ဖြစ်ထားတဲ့ရှိခွက်ကိုကင်ပြီးအချိန်အတိုင်းတာတစ်ခုတည်းစာမိတဲ့အခါမှာမိစိမှာဗာဝေဒနာကိုမှမခံစားရတဲ့အခါမှာသူရိယာကကိုတင်ဝင်းကိုကြည့်ပြီးကိုတင်ဝင်းခင်ဗျာလာခင်ဗျာလေးသစ္စာဆွာမယ်ဟုတ်ကဲ့ကိုတင်ဝင်းကလည်းမိစိနီးတို့ကြိတ်တွေပြီးသစ္စာရည်ကိုတောက်လိုက်ပါရယ်အချိန်အတိုင်းတာတစ်ခုကြရတဲ့ဒီဘလို့မှမထူကြလာတဲ့အခါမှာသူရိယာကတော်မြဝင်းကိုစကားဆိုပါရယ်ကြီးတော်ဘသူမှသစ္စာမဖောက်ကြပါဘူးအထင်လွဲနေကြတာ ဟုတ်တယ်ဒီကောင်ကကြောင်တောင်တောင်နဲ့ငါတို့အထင်သေးနေသူအထင်လွဲနေတဲ့သူကတဲကောငါတူနေမှာပေါ့ဟိုတလောကရွာအလဲလာတာအိတ်တာတော့သူတငယ်ချင်းအိမ်မှာပဲအိတ်တာမိစိမ့်နဲ့ကမောင်နှမချင်းမှုအစရရရင်းရင်းနှီးနှီးနေကြတာဒါ့ကိုအိတ်တထောင်စားကျွဲမိတူနေနေမှာပေါ့စကားဆုံးတဲ့အခါမှာကိုတင်ဝင်းကတော်မြောင်ဝင်းရဲ့ရှေ့မှာငုတ်တုတ်ထိုင်ကလက်အုပ်ချီပြီးတော့တောင်းမန်စကားဆိုပါရယ်အမေကြုံမာသွားပါရယ်ဗျာကြုံအထင်လွဲမိပါရယ်ကြုံကိုခွန့်လို့ပါတော်စံတင်နာကနင်းကြောင့်တို့သားမိညာဘလောက်စိတ်ညစ်ခရလဲသိလား သိပါရဲ့ဗျာကျုံမှားသွားပါတယ်ကျုပ်ကိုမိစိမ့်နဲ့သဘောတူပေးပါခင်ဗျာကိုလာမောင်ကချက်ချင်းမင်းအပူကျူသွားပြီးကိုတင်ဝင်းကိုကြည်ကရည်ကျင်တယ်လို့ပင်ဖြစ်နေရပါတယ်သူရိယာကလည်းကိုတင်ဝင်းရဲ့လက်တမှုအံ့ဩလို့နေပါတယ်အဲ့နောက်ကိုတင်ဝင်းကမိစိမ့်ဘက်ကိုလှဲပြီးမိစိမ့်အခုခွန့်လို့ပါအခုမိသားဖတာပြီးပြီးလူကြီးဆောင်ရနဲ့လာတောင်းပါမယ်ရှင်ကျမအောင်ဖားထင်းနေလေရှင်နောက်တစ်ခါဒီလိုထပ်မလုပ်ဘူးလို့ပြောလို့ရမှာမဟုတ်ဘူးမဖြစ်စရာတော့ပါဦးမိစိန်ရဲ့အကိုဆရာလေးရှင်မှာတစ္ဆာထပ်ဆိုပါမယ်တော်စမရှင့်ကိုမယုံ မိစေမူမနေနဲ့နင့်လင်နေရတဲ့ခလျာမဖုံးနိုင်မဖြစ်နိုင်ပေါ်လာတော့မှတင်ဝင်းနင့်နောက်တခါဒီအချိုးချွန်ရင်ဟောရီယာအထက်လန်းစရာနင့်မကကွယ်နိုင်ရင်နင့်အရင်တတ်ပြစ်မယ်မိစိန်စကားမဆုံးခင်မှာတော်မြဝင်းရဲ့စကားကြောင့်မိစိန်ခင်များရှက်သွားပြီမဲ့လေကုတ်တင်ဝင်းကြီးမှာဖြင့်ပုတ်တင်ညိုကြီးပမာခေါင်းကြီးညိတ်လို့တော်မြဝင်းစကားကိုလိမ့်နာလို့နေပါရဲဒီလိုနဲ့ကုတ်တင်ဝင်းကညမကြတော့အချိန်မှာမိသားစုဘွားလေးကိုရတော့မှဖြစ်ပါရဲ့ အဲ့နော်သရိယာကလမောင်နဲ့ကုတေဝင်းတို့ကစိတ်လက်ပေါ်ပါစွာနဲ့စုံမကြီးတို့မြောင်ဝင်းရဲ့နေအိမ်ကနေထွက်ခွာလာခဲ့ကြပါရယ်။ဟုတ်ကဲ့ပါရှင်။ဒီနေ့တင်ဆက်ပေးသွားတဲ့အပိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနေတယ်လို့မျှော်လင့်မိပါရယ်။နောက်ရက်ဒီမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းဆက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစမျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဦးတျောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရယ်ရှင်။